မနဆိုင်ကိုနေချူဝါ EJLS မဒေါ်ဆန်စီတက်စ်အလုံးမင်္ဂလာပါ EJLS မဒေါ်ဆန်စီဖြစ်ပါတယ်ဟိုက်အဒီနေ့မှလည်းပဲအိုနိုမတိုပဲစကလုံး၅လုံးလေးကိုအတူတူလေ့လာကြကြရအောင် ဟိုက်ပထမစလုံးလေးကတော့ဥရုဥရုဆိုတဲ့စလုံးလေးပဲဖြစ်ပါတယ်။ဟိုက်ဥရုဥရုရဲ့အတိတ်လေးကတော့အချိန်မကိုင်းလေးအလက်မကိုင်းလေးဖြစ်ခြင်းဆိုတဲ့အတိတ်လေးပဲဖြစ်ပါတယ်။အာသူ့ကိုဘယ်လိုအခြေအနေမှာသုံးလို့ရလဲဆိုရင်တော့စိတ်ပူပန်မှုတွေကြောင့်အချိန်မကိုင်းလေးလက်မကိုင်းလေးဖြစ်နေတဲ့အခြေအနေမှာအသုံးလို့ရတဲ့ပုံစံလေးပဲဖြစ်ပါတယ်။ဟိုက်ဒါဆိုရင် ribbon လေးကိုကြည့်ကြည့်ရအောင်။子供が熱を出して、おろおろしてしまった。 ကလေးလေးကအဖျားတက်နေတဲ့အတွက်ကြောင့်ပေါ့နော်အစိတ်ပူပန်ပြီးတော့အဘာလို့ရမှန်းမသိအချိန်မကင်ပြီးလက်မကင်ပြီးဖြစ်နေတဲ့အချိန်မျိုးမှာအသုံးလို့ရပါတယ်ဟိုက်နောက်ထပ်စလုံးတွေကတော့အတသတဆိုတဲ့စလုံးလေးပဲဖြစ်ပါတယ်ဟိုက်အတသတရဲ့အတိတ်တွေကတော့ပြပြရပြရခတ်နေတယ်ဆိုတဲ့အတိတ်တွေဖြစ်ပါတယ်အာသူ့ကိုဘလို့အချိန်မှာသုံးလို့ရလဲဆိုရင်တော့အရှင်စလိုလို့ဆရာပြများနေတဲ့အတွက်ကြောင့်ပေါ့နော်။ဘယ်ဟာဆက်လို့ရမှန်းမသိဖြစ်ပြရာဖြစ်နေတဲ့အချိန်မှာအာသုံးလို့ရပါတယ်။ はい、だそうや、ウェブニュースじゃあ。はい。あ、とそうぜ。あ、客が来るというので、あたふたしている。の、あ、予定や、この、え、エデラまそうろ、ぴぴや、ဖြစ်နေけ。はい、ディレボにまそうの、あ、エデやれぼの、予定やじらまそうろ、こは、あ、エデで、こう、こはろやまら、てはあ、やろやまらぼの。あ、べはさろやまてべね、ぴぴや、ဖြစ်နေね。ပုံစံနေね、とんじゃびたらべきばり。 ဟဲ့နောက်ထပ်စလုံးလေးကတော့မော်ကြီးမော်ကြီးဆိုတဲ့စကားလုံးလေးပဲဖြစ်ပါတယ်အဲ့သူရအတိတ်ပဲကတော့တွန်းဆုတ်တွန်းဆုတ်ဖြစ်နေရဲဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်။အာဘလို့အချိန်ဒီမှာတုံ့လို့ရလဲဆိုရင်တော့ပြောချင်တဲ့စကားကိုပြောနိုင်ပေမဲ့ရှက်ရွံ့ပြီးတော့အာတွန်းဆုတ်တွန်းဆုတ်ဖြစ်နေတဲ့အချိန်မျိုးမှာတုံ့လို့ရပါတယ်။ ိုက်တာဆိုရင် Raven News ကြည့်ကြအောင်အာစာသုံးဆန်ဝါစကီနာကိုနိုမာရဲ့မူဂျီမူဂျီစတေးเนาะအာစာသုံးဆန်ကသူကြိုက်နေတဲ့ကောင်မလေးရှိမှာသွန်းဆွန်းဆွန်းဖြစ်နေတယ်ဆိုတဲ့ပုံစံနဲ့တုံ့ပြန်ရပါတယ်အာကိုနှစ်သက်သဘောကျနေတဲ့ကောင်မလေးရှိမှာဆိုတော့အာရှက်ကြောက်ပြီးတော့သွန်းဆွန်းသွန်းဆွန်းဖြစ်နေတဲ့ပုံစံနဲ့တုံ့ပြန်ထားတဲ့သဘောပဲဖြစ်ပါတယ် ောက်တစ်စလုံးကတော့ယော်တော့ယော်တော့ဆိုတဲ့စလုံးလေးပဲဖြစ်ပါတယ်။အာသူ့ရဲ့အတိတ်ပြတော့ဂရင်းဂီယာယင်းတိယင်းညိုင်းဆိုတဲ့အတိတ်ပဲဖြစ်ပြီးတော့အာခြေလမ်းတွေကမတိမငင်ပဲနဲ့ပေါ့နော်လဲတော့မဲ့ပုံစံအာလဲတော့မဲ့ပုံစံနဲ့ရွေ့ရှားနေတဲ့ပေါ့နော်လမ်းလျှောက်နေတဲ့အခြေအနေတွေမှာသုံးလို့ရပါတယ်။ဟိုက်အဒါဆိုရင် ribbon ကိုကြည့်ကြည့်ရအောင်။အဲယောပရာကယောရောယောရောအရိသေတို့ပေါ့နော်အာအယက်သမားကဂိမ်းဂီယိုင်နဲ့အလန်းဆောင်နေတယ်ဆိုတဲ့ပုံစံနဲ့အသုံးပြုရပါတယ်။ဟုတ် နောက်ထပ်စလုံးလေးကတော့စွတ်တူဆိုတဲ့စလုံးလေးပဲဖြစ်ပါတယ်။အသူရဲ့အတိတ်ကတော့မြင်းမြင်းသားသားခြေတံဖွက်ဖွက်လေးဆိုတဲ့အတိတ်ကိုရပြီးတော့အတန်မထက်ပဲနဲ့ပေါ့နော်တိတ်တိတ်လေးမြင်းမြင်းသားသားလေးလှုပ်ရှားရတဲ့ဖြုတ်ရှားရတဲ့အခြေအနေမျိုးမှာသုံးလို့ရတယ်လို့မျိုးအတခြားလူမသိအောင်တိတ်တိတ်လေးကျွလို့ရတဲ့အခြေအနေမျိုးမှာလည်းသုံးလို့ရပါတယ်။ဟိုက်အဲဒါဆိုရင် ribbon မျိုးကြည့်ကြည့်ရအောင်။ 子供が寝ているのでそっと部屋を出た。အကလေးလေးအိတ်တော်နေတဲ့အတွက်ကြောင့်မိမိတသားလေးအခန်းတရားလေးထွက်လာခဲ့တယ်ဆိုတဲ့ပုံစံလေးနဲ့သုံးပြရပါတယ်။ Hi အာဒါဆိုရင်ဒီနေ့ပြပြပေးသွားတဲ့ပုံစံမှာတော့ပဲငါးလုံးလေးကိုအားလုံးပဲနားလည်သွားမယ်လို့ချင်ပါတယ်။နောက်ထပ်နားမလည်တဲ့သိချင်တဲ့ပုံစံမှာတော့ပဲလေးတွေရှိတယ်ဆိုရင်လည်း comment box မှာရေးသွားပေးခဲ့ပါနော်။ Hi အားကြတော့ကြိုက်ပါ